င်္ဂလာပါရှင်ချစ်လန်းချန်နယ်သတင်းဌာနမှပြန်လည်ကြိုဆိုလိုက်ပါရစေ2025ခုနှစ်မေလ28ရက်နေ့နောက်ဆုံးရရှိထားတဲ့သတင်းများကို တင်ဆက်ပေးတော့ပါမယ်ရှင်ဒီကနေ့တင်ဆက်ပေးမယ့်သတင်းကောင်းစင်တွေကတော့ဖာကမြုတ်နေလုံခင်ဂျေးဝါအနီတွင်စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်များကြားတိုက်ပွဲများပြင်းထန်နေကြောင်းတိုင်းမြန်မာနေဆက် တဲ့ပေါ်ဘူးစခန်းတို့ရှစ်ကိုလာတို့အင်အား90ကျော်ပါစစ်တပ်စစ်ကြောင်းတစ်ခုလုံးကို KNLA ပူပေါင်းတပ်များကချိန်မုံလိုက်ပြီးစစ်သား30ကျော်အရှင်ဖမ်းမိကစစ်သားအများအပြားတိတ်ဆုံပြီးလက်နက်များရရှိကြောင်းကြောက်ကြီးမြို့တောင်စုရွာကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်သားများကိုတိုက်ခိုက်မှုတွင်စစ်တပ်ဘက်မှ၄ဦးတိတ်ဆုံပြီး9ဦးအရှင်ဖမ်းမိကလက်နက်ခဲယံများတင်စီရရှိကြောင်းစစ်ကောင်စီက အသွင်ယူသူရှုထောက်လှမ်းသူများဆေလွတ်ထားသည့်ကို MDY PDF ဖို့ထုတ်ကအခြားတော်လှန်ရေးတပ်ဖွဲ့များနမူနာယူနိုင်စေရန်ထုတ်ပြန်ကြောင်းနဲ့မြမအရေးအတွက်အရှင်အဟုန်ဖြင့်ဆောင်ရွက်သွားမယ်အကြောင်း အာဆီယံဥက္ကဋ္ဌပြောဆိုကြောင်းတော့ပဲဖြစ်ပါရရှင်ဖာကမြုပ်နေလုံခင်ကျေးရွာအနီးတွင်စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်များအကြားတိုက်ပွဲများပြင်းထန်နေတဲ့တရင်ကိုတင်ဆက်ပေးသွားပါမယ်ရှင်။ ကချင်ပြည်နယ်ဖားကမြို့နယ်လုံခင်ကျေးရွာအနီးတွင်စစ်ကောင်စီတပ်နှင့် KIA ဖူပေါင်းတပ်များကြားတိုက်ပွဲများဖြစ်ပွားလျက်ရှိကြောင်းသိရှိရပါသည်။ ်မေလ28ရက်နေ့ညပိုင်းမှာစတင်၍ဖာကန်မြို့နယ်လုံခင်ကျေးရွာအနီးသို့ရောက်ရှိလာသောစစ်ကောင်စီတပ်များရောက်ရှိလာချိန်လက်နက်ကြီးများဖြင့်ပစ်ခတ်မှုများလှုပ်ဆောင်ခဲ့ကြောင်းရင်းနောက်ယနေ့နဲ့နဲ့၈နာရီချိန်တွင်တိုက်ပွဲများစတင်ဖြစ်ပွားလျက်ရှိကြောင်းဒေသခံပြည်သူများနဲ့ KIA သတင်းရင်းမြစ်ကပြောဆိုထားပါတယ်။ KIA စစ်ရေးသတင်းရင်းမြစ်ကအခုဖြစ်တာကလုံခင်ရွာထဲတော့မရောက်သေးဘူး။လုံခင်ဘက်မရောက်ခင် ဥရုချောင်းကြားတယ်။တမျက်နာဖရားဘက်မှာဖြစ်နေတာလုံခင်ကိုတော့တိတ်ပွေးမရောက်သေးဘူး။ဒါပေမဲ့တိတ်ပွေးအတန်တွေအကုန်ကြားနေရပါတယ်။ခွန်စာကုံလေးပင်နာဘက်တွေမှာဖြစ်နေတာဒီစစ်ကြောင်းကဖာကံမြုပ်ကိုဥတီလာနေတာလေးပင်ဘက်မှာပစ္စည်းမှုများတယ်ပြည်သူတွေလည်းထိခိုက်မှုရှိတယ်လို့ရန်ကုန်ခေတ်သစ်တရင်ဌာနထံသို့အတည်ပြုပြောဆိုထားပါတယ်။ အကြံဖက်စစ်ကောင်စီတပ်ကအင်အားရချေဖြင့်ဖာကံမျိုးတို့ဦးတည်လာနေရာတွင်လမ်းတလျှောက်တွင်လေခြေရွာများကိုဦးတည်၍ပြကတ်မှုများလှုပ်ဆောင်နေကြောင်းဖာကံမျိုးအဝင်ရန်ချက်စေယုံနှင့်လေပင်ခြေရွာအတွင်သို့စစ်ကြောင်းထူဝင်ရောက်လာစဉ်ထိတွေ့တဲ့ပွဲဖြစ်ပွားခြင်းဖြစ်ကြောင်းသိရှိရပါသည်စစ်တပ်ရဲ့သွားတဲ့ပုံကိုကြည့်ရတာဖာကံ ်တမကုံကိုဦးတည်ထားတာတမကုံကို KIA ဘူပေါင်းတက်တွေကပိတ်ဆို့ထားတာဒါပေမဲ့ဒီတမကုံကနေလက်နေကြီးတွေမကြာခဏစုတလို့ပြက်ခတ်မှုတွေလုပ်နေတယ်အခုတီးရတာကတော့စစ်တပ်ကပြည်သူတွေကိုဖမ်းဆီးနှိပ်စက်တာတွေလုပ်နေတယ်တပ်ဖြတ်မှုတွေလည်းလုပ်နိုင်တယ်ပြည်သူတွေတရိပ်ထားဖို့လိုပါတယ်လို့ KIA စစ်ရေးတရင်ရင်မြစ်ကဆက်လက်ပြောဆိုထားပါတယ် ။လုံခင်မဒေသခံပြည်သူများမှလည်းယမနေညက်နေပိုင်းတချို့မှဆစ်ဆောင်သွားကြပြီးဖြစ်တော်လေ။လုံခင်ရွာထဲတွင်တန်ရှိနေသောပြည်သူများစွာရှိနေကြောင်းစစ်ရေးအခြေအနေတင်းမာနေ၍ပြည်သူများမှဆစ်ပေးဆောင်ရန်ပြင်ဆင်နေကြပြီးဖြစ်ကြောင်းသိရှိရပါရဲ့ရှင်။ထိုင်းမြန်မာနယ်စပ် တိဘောဘူးစခန်းတို့စစ်ကူလာတော့အင်အား90ကျော်ပါစစ်တပ်စစ်ကြောင်းတစ်ခုလုံးကို KNLA ဖူပေါင်းတပ်များကချွေမှုန်းလိုက်ပြီးစစ်သား30ကျော်အရှင်ဖမ်းမိကစစ်သားအများပြတေဆုံးပြီးလက်နက်များရရှိထားတဲ့တရင်ကိုလေးဆက်လက်တင်ဆက်ပေးသွားပါမယ်ရှင်။ KNP နဲ့ထိုင်းမြန်မာနယ်စပ် ိတ်ပေါ်ဘူးစခန်းတို့စစ်ကိုလာသောအင်အား90ကျော်ပါစစ်တပ်စစ်ကြောင်းတစ်ခုလုံးကို KNLA ပူပေါင်းတပ်များကချင်းမုံလိုက်ပြီးစစ်သား30ကျော်အရှင်မိကအများအပြားတေဆုံသွားကြောင်းသိရှိရပါသည်။ ်မေလ29ရက်နေ့မှာစတင်ပြီးကရင်ပြည်နယ်ထိုင်းမြန်မာနယ်ဆက်မြဝတီမြို့နယ်တေပေါ်ဘူးစစ်တပ်စခန်းသို့စစ်ကူလာသောအင်အား90ကျော်ပါစစ်တပ်စစ်ကြောင်းကို DKBA ဌာနချုပ်စုံစည်းမြိုင်အနီးသို့ရောက်ရှိနေစဉ် KNLA မဟာမိတ်ပူးပေါင်းတပ်များကပိတ်ဆို့တိုက်ခိုက်ခဲ့ကြောင်းယနေ့နဲ့နောက်ပိုင်းတွင်အဆိုပါစစ်တပ်စစ်ကြောင်းမှစစ်ကြောင်းတစ်ခုလုံးပြုတ်သွားပြီးစစ်သား30ကျော်အရှင်ဖမ်းဆီးရရှိကြောင်း အများပြားတည်ဆုံကြောင်း KNLA စစ်ရေးတရင်ရင်မြစ်ကပြောဆိုထားပါတယ်စစ်ရေးတရင်ရင်မြစ်ကဒီစစ်ကြောင်းကတေဘော်ဘူးကိုတွားဖို့လာတာ DKBA ဌာနချုပ်နားရောက်မှာဒွန်လိုင်းရေးတက်တွေက ပိတ်ဆို့ပြီးတိုက်ခိုက်တာအခုတော့ရှင်းသွားပါပြီစစ်ကြောင်းတစ်ခုလုံးပြုတ်သွားပြီစစ်ကြောင်းမှာအင်အား82ဦးပါပါတယ်ကြပ်ဖြတ်တိုက်တာမှာ30ကျော်လောက်အရှင်ဖမ်းမိထားတယ် ဇန်နဝါရီအကုန်လိတ်ရှင်းနေရယ်လက်နဲ့တွေလေးရထားရယ်လေရင်လာချင်းနိုင်လို့သတိထားနေရတယ်မနေ့ကနေဒီမနေ့မှာ အပီးချက်ချက်တက်ခဲ့ခဲ့တာပါလို့ရန်ကုန်ခက်တဲ့တရင်ဌာနထံသို့အတည်ပြုပြောကြားထားပါတယ်။ဒါပြန်တေဘောဘူးရွာထိပ်ရှိအကျန်းဖက်စစ်ကောင်စီတေဘောဘူးစခန်းနေရာနဲ့ကာကင်းစခန်းနေရာကို KNLA မဟာမိတ်တပ်များကပိတ်ဆို့တက်ခဲ့နေကြောင်းသိရှိရပါတယ်။ထိုင်းမြန်မာနယ်စပ်ဝေါ်လီတွင် KNLA မဟာမိတ်တပ်များကအကျန်းဖက်စစ်ကောင်စီတပ်စခန်းတွေကိုစက်တိတ်မနာတန်းစစ်ဆင်တက်ခိုက်နေပြီးမဟာမိတ်ပူးပေါင်းတပ်များအနေနဲ့လေကနေလေမော်ခီ ထီးသည်ဗလီစခန်းများကိုတိုက်ခိုက်နေကြောင်းသိရှိရပါရှင်။ကြောက်ချင်းမြို့တောင်စုရွာကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်သားများကိုတိုက်ခိုက်မှုတွင်စစ်တပ်ဘက်မှ၁၀ဦးသေဆုံးပြီး၇ဦးအရှင်ဖမ်းမိကာလက်နက်ခဲယံများတင်စီရရှိထားတဲ့တရင်ကိုလေးဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်။ ်ခိုးရိုင်းကြောက်ကြီးမြို့တောင်စုရွာကိုစစ်ကြောင်းထူလာတဲ့စစ်ကောင်စီတပ်သားများကိုတိုက်ခိုက်မှုတွင်စစ်တပ်ဘက်မှ၁၀ဦးသေဆုံးပြီး9ဦးအရှင်ဖမ်းမိကာလက်နက်ခဲယံများတင်စီရရှိခဲ့ကြောင်းသိရှိရပါသည်။မေလာ၁၉ရက်နေ့တွင်ကြောက်ကြီးမြို့အနီးတောင်စုရွာဂျေးရွာအတွင်သို့ စစ်ကြောင်ထိုးလာသောအကြံဖက်စစ်ကောင်စီတပ်သားများကိုတိုလှန်ရေးတပ်ဖွဲ့များကကြပ်ဖြတ်တိုက်ခိုက်ခဲ့ရာအကြံဖက်စစ်တပ်ဘက်မှ၁၀ဦးတေဆုံးခဲ့ပြီးစစ်ကောင်စီတပ်သား9ဦးကိုလည်းအရှံဖမ်းမိကလက်နက်ခဲယမ်းများလည်းတင်းစီရရှိခဲ့ကြောင်း Falcons Gorilla Force အဖွဲ့ကပြောဆိုထားပါတယ်။တိုက်ပွဲဖြစ်ပွားပြီးနောက်အကြံဖက်စစ်ကောင်စီတပ်သားများပြန်လည်ဆုတ်ခွာသွားပြီးတိုလှန်ရေးတပ်ဖွဲ့ဝင်များကလက်ရှိချိန်ထိတောင်စုကျေးရွာကိုဆက်လက်ထိန်းချုပ်ထားစေဖြစ်ကြောင်းသိရှိရပါတယ်။ အဆိုပါတိုက်ခိုက်မှုကို Falcons စွန့်ရဲတပ်ဖွဲ့ KNLA တရင်ရှိတရင်ကို PDF တို့ကပူပေါင်းလှောက်ဆောင်ခဲ့ပြီးတိုလှန်ရေးတပ်ဖွဲ့ဝင်များအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်ရှင်စစ်ကောင်စီကအသွင်ယူသူရှူထောက်လှမ်းသူများဆေးလွတ်ထားသည့်ကို MGY PTF ပေါ်ထောက်ကအခြားတို့လိုင်းရေးတပ်ဖွဲ့များနမူနာယူနိုက်စီယန်ထုတ်ပြန်ထားတဲ့တရင်ကိုလည်းဆက်လက်တင်ဆက်ပေးသွားပါမယ်ရှင်။ စစ်ကောင်စီကတော်လှန်ရေးတပ်ဖွဲ့များအတွင် တလန်သူရှုများစိတ်ဝင်စေကတည်င်းအချက်အလက်ရယူတဲ့ထုတ်လှန်ရေးလုပ်ငန်းများကိုစနစ်တကျလှုပ်ဆောင်နေသည်ကို အချက်အလက်များနဲ့အတူပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးမန္တလေး People's Defense Force MDY PDF ကထုတ်ပြန်အသိပေးထားပါတယ်စစ်ကောင်စီဟာစစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီးနောက်မန်လေး PDF အတွင်သို့ရည်ရွယ်ချက်ရှိရှိဖြင့်ဆေလွတ်ထားတဲ့ ဒလန်သူရှုံများဟာပုံစံအမျိုးမျိုးဖြင့်ဝင်ရောက်လာကြပြီးဒီနေရာများရယူခြင်းအချင်းချင်းကြားသွေးကွေးစေရန်လှုံ့ဆော်ခြင်းနဲ့တဖွဲ့ကိုဆွန့်ခွာစေရန်စီယုံခြင်းစားတဲ့လုပ်ငန်းများကိုလှုံ့ဆော်ခဲ့တယ်လို့ဆိုပါရယ်။ဒါပြင်စစ်ကောင်စီရဲ့ဒလန်သူရှုံများဟာဒိုလန်ရေးတဖွဲ့ဝင်များနဲ့ရင်းနှီးမှုရရှိစေရန်ကြိုးစားအားထုတ်ပြီးအမေရင်းများ၊နေရက်လိပ်စာများနဲ့ဖုန်းနံပါတ်များကိုတောင်းယူဆူဆောင်းယူတာမှာက တင်တန်းကာလတလျှောက်တွင်လည်းတပ်ဖွဲ့မှဆွန့်ခွာစေရန်အတွေ့အခေါ်များကိုတင်တန်းသားအချင်းချင်းကြားဖြန့်ဝေမှုများပြုလုပ်ကြောင်းမန်လေး PDF ကအတည်ပြုထားပါသည်၎င်းတို့ဟာတပီအဖြစ်တပွေမှဆွန့်ခွာကအခြားသောတပွေဝင်လူငယ်များကိုပါသွေးဆောင်ဖြာရောင်၍တပီမှုဖြစ်စေရန်လှုံ့ဆော်ခြင်းနဲ့တပီရာတွင်လမ်းကြောင်းအကူအညီများရှာဖွေပေးခြင်းတို့ကိုပါစနစ်တကျလှုံ့ဆော်ခဲ့ကြောင်းသိရှိရပါသည် စစ်ကောင်စီမှတရင်နှဲ့ယူနေတဲ့ပုံစံမှာတပ်ပြေးရဲဘော်များမှတဆင့်တပ်ဖွဲ့ဝင်များထံဆက်သွေးပြီးဒီနေရာများကိုထောက်လှမ်းစုံစမ်းခြင်းအကောင့်တုများဖန်တီးကထောက်လှမ်းခြင်းတပ်ပြေးရဲဘော်များမှတပ်ဖွဲ့ဝင်များထံလာရောက်လေပတ်မယ်လို့လိန်လေကဒီနေရာထောက်လှမ်းခြင်းစေကူတာမှုခံယူနေတဲ့တပ်ဖွဲ့ဝင်များအားလူနာမေးရန်တာမမဟုတ်တပ်ဖွဲ့ဝင်များရဲ့မိတ်ဆွေဟန်ဆောင်၍ဈေးရုံဒီနေရာများ တက်တီတက်လှောက်ရှာမှုများကိုထုတ်လှမ်းဆောင်ဆန်းခြင်းတမီရေးစားပုံစံမျိုးချင်းကက်ကထုတ်လှမ်းခြင်းတက်ရင်အသည်ဖွဲ့စည်းထားတယ်လို့လင်းလေးကတက်ပြောင်းရွှေ့ရန်စီယုံလှုပ်ဆော်၍ထောင်ချုပ်စင်ဖန်ဆီးခြင်းတို့ဖြစ်ကြောင်းဆိုပါရယ်ရင်းလုံငန်းစင်များကိုစစ်ကောင်စီတပ်ဖွဲ့မှအရာရှိတဦးကဂျူးပိုင်ကအနီးကလမ်းခွင်ဖို့များပေးနေခြင်းဖြစ်ပြီးတလန်တူရှူများမှအသက်ရွယ်အဖြစ်20ဝန်းကျင်ရှိတဲ့ လူငယ်အမျိုးသားအမျိုးသမီးများဖြစ်ကြကြောင်းသိရှိရပါတယ်။မန်လေး PDF အနေနဲ့စစ်ကောင်စီရဲ့အသွင်ယူထောက်လှမ်းခြင်းကိုခံခဲ့ရတော့လေအချိန်မီသိရှိခဲ့တဲ့အတွက်တံပြန်ထောက်လှမ်းရေးလုပ်ငန်းများလှုပ်ဆောင်ကစနစ်တကျစောင့်ကြည့်ဖို့ထုတ်နိုင်ခဲ့ကြောင်းနဲ့ ဖော်ထုတ်တွေ့ရှိထားတဲ့စစ်ကောင်စီရဲ့အသွင်ယူထုတ်လန့်မှုရန်တရားပုံစံကိုလည်းအခြားသောတော်လှန်ရေးတပ်ဖွဲ့များနမူနာယူ၍လုံခြုံရေးအစီအမံများချမှတ်နိုင်စေရန်ထုတ်ပြန်လိမ့်ခြင်းဖြစ်ကြောင်းအတိပေးထားတယ်လို့သိရှိရပါတယ်ရှင်။မြမအရေးအတွက်အရှိန်အဟုန်မြင့်ဆောင်ရွက်သွားမယ့်အကြောင်းအာဆီယံဥက္ကဋ္ဌပြောဆိုထားတဲ့သတင်းကိုလေးဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်။ မြန်မာအရေးမှာအာဆီယံအဖွဲ့ဝင်နိုင်ငံများရဲ့ပါဝင်မှုကိုအာဆီယံအလှည့်ကျဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ကချီးကျူးပြောဆိုလိုက်ပြီးမြန်မာအရေးမှာအာဆီယံအနေနဲ့အရှိန်အဟုန်နဲ့ဆောင်ရွက်သွားမယ်လို့ဆိုပါရယ်အာဆီယံဥက္ကဋ္ဌဟာမြန်မာစစ်ကောင်ဆောင်မြန်အောင်နိုင်နဲ့ အပရလအတွင်းကဘန်ကောက်မှာတကပိတ်အစည်းအဝေးတွေ့ဆုံဆွေးနွေးခဲ့တဲ့အပြင်အမျိုးသားညီဝဲရေးအစိုးရယာယီသမဒဒူဝလာရှီလာနဲ့လည်းအွန်လိုင်းမှာတဆင့်တကပိတ်အစည်းအဝေးပြုလုပ်ခဲ့ပါတယ်။ မြမအချက်တီးကိုနောက်ဆုံးဖြည့်ရှင်းရေးအတွက် ကျွန်တော်တို့ရဲ့ဂျူပတ်မှုတွေမှာတိတာချင်ရှားတဲ့အရေးတစ်ခုပြနိုင်ခဲ့ပါတယ်လို့မေလ26ရက်နေ့ကမလေးရှားနိုင်ငံကွာလာလမ်ပူမြို့မှာကျင်းပတဲ့အာဆီယံထိပ်သီးအစည်းအဝေးမှာပြောဆိုလိုက်တာဖြစ်ပါတယ်။ဂျန်နဲ့အာဆီယံကောင်းဆောင်တွေ အနေနဲ့လည်းအာဆီယံရဲ့ရတက်နေတဲ့မြမငင်းချင်ရေးလုပ်ငန်းစဉ်ကိုအချိန်အဟုန်ဖြင့်စတင်နိုင်မဲ့နည်းလမ်းတွေကိုဆွေးနွေးကြပြီးပြိုင်ဘက်အဖွဲ့တွေကိုထက်တဲ့ ဆွေးနွေးမှုတွေပြုလုပ်နိုင်ဖို့ညှို့လင့်ထားကြောင်းသိရှိရပါတယ်။ဒီလုပ်ငန်းစဉ်တစ်လျှောက်လုံးမှာ တိတ်ဆိတ်ငင်တက်တဲ့ထိတွေ့ဆက်ဆံမှုကအရေးကြီးတယ်လို့ကျွန်တော်အလေးပေးပြောကြားချင်ပါတယ်။ခြေလန်းတွေကတည်တည်လေးဖြစ်ပြီးတကြားကပြည့်စည်တွေပဲမဲ့ငင်းချမ်းရေးကိစ္စမှာဂျူပိလွေတဲ့တကြားကခြေပြန်တဲ့ပြင်လေးကိုထက်တော့ပူကောင်းပါတယ်လို့အာဆီယံဥက္ကဋ္ဌကပြောဆိုလိုက်ပါတယ်။ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ဘုံသဘောထားကိုတော့ထည့်သွင်းဆွေးနွေးခြင်းမရှိသေးပဲ။ဆေးဆက်ကြီးနိုင်မှုများစွာလိုအပ်ကြောင်းမလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန်က အလေးပေးပြောကြားခဲ့ပါတယ်။လမ်းမဲ့ဂျွန်လာမှာအာဆီယံဥက္ကဋ္ဌဟာမြန်မာနိုင်ငံကိုတွားရောက်မယ်လို့လည်းသိရှိရပါတယ်ရှင်။ဒီကနေ့တင်ဆက်ပေးမယ့်သတင်းစီစဉ်ကိုတော့ကျွန်တော်နဲ့ပေးရနာသွားပါမယ်ရှင်။ Challenge Channel သတင်းစီစဉ်ကိုကြည့်ရှုအားပေးနေတဲ့သူတိုင်းမင်္ဂလာပေါင်းနဲ့ခိုင်ရောင်းနိုင်ကြပါစေရှင်။